ားလုံးပဲမင်္ဂလာပါရှင်။ MJ's Book Note YouTube Channel ကနေအားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါရစေ။ဒီတစ်ပတ်မှာတော့ဆရာမမဆန္ဒရေးသားထားပြီးပါရမီစာပေကထုတ်ဝေထားတဲ့ခလက်ကလေးဖြည့်ပြီးပါဆိုတဲ့ဝတ္ထုကိုဖတ်ပြမှာပဲဖြစ်ပါတယ်။နားဆင်ပေးကြပါအောင်ရှင်။ခလက်ကလေးဖြည့်ပြီးပါအပိုင်း၁ဇူးမကြီး။အင်းငါတွေးမိတယ်။အင်းနင့်အသက်ဆယ်နှစ်နော်။အင်းငါတက်ကြတော့၃ อืมမမကြီးနဲ့ငါးနှစ်က၅နှစ်တောင်กว่าတယ်อืมဒါတီလေးနဲ့နင်းကလည်း၆နှစ်တောင်กว่าတယ်เนาะอืมတို့နှစ်ယောက်ကြတော့မိမိကကတ်ပြီးမွေးထားတယ်อืมဘာဖြစ်လို့လဲမသိဘူးเนาะမမကြီးကိုမွေးပြီးတော့ပြည်ပနိုင်ငံသားမှာပညာသွားတက်တာအကြာကြီးတဲ့စူးမကိုမွေးပြီးတော့လေမိမိနေမကောင်းလို့ကလေးမယူချင်ပြန်မူတဲ့ကိုတူရဲ့အကြာကြီးနေမှာကလေးယူတာတဲ့မမကြီးကပြောဘူးတယ်ကိုတူသည် မျက်မှောင်ကြုံရင်လဝန်းဝဝါကိုအငေးသာကြည့်နေလေသည်ရွှေမြမြလာရောင်ကြောင့်ကိုတူဤအသားများသည် ဝင်းနေသည်နှကန်ပြားရှိမဲ့လေးကိုမူခက်ရိပ်ရိပ်တွေ့ရသည်တို့မဲ့လေးပါသောကြောင့်များကိုတူသည်တွေ့ကြရာတွေ့ပြီးတွေ့ကြရာပြောတတ်နေသလားဟုစူးမမရင်မရလေးစဉ်းစားနေမိလေသည် ကိုတူနှင့်စူးမသည်တက်တနှစ်သာကြာတော့လဲတကားတည်းရန်စူးမမတွေးမိသည်များကို ကိုတူသည်နက်နက်နဲနဲစဉ်းစားပြီး အတွင်းနေကြလီရှိလေသည်ဇူးမာကမူပျော့ပျော့နေပြီးပော့ပော့လေးပင်တွေးတက်သည်တကြားလုံးစားသည်ကအစဇူးမာနှင့်ကိုတူမတူချေတင်းပြန့်ပြန့်လိမ်မောနှံ့မွေးပြီးချုံမြနေသောတကြားလုံးကိုဇူးမာရလျင်ပြက်ကနေပါဇက်တဲတဲကဇိမ်းဆွဲဆုပ်ရင်အရသာခံနေလိုက်မိတာဖြစ်သည်ကိုတူကမူတကြားလုံးကိုမြည်သည့်ဝတ္ထုပစ္စည်းနှင့်လှုပ်သည်နီးလိမ်မောနှံ့ဘာကြောင့်မွေးသည်နီးလုံးထူရွယ်သူညီညီညာညာလေးဖြစ်အောင်လုံနိုင်သောဆက်မျိုးကား ်မြေတိစက်မျိုးနီးဟု၍ရှေးတယောခါကစပြီးဗရဏတိချဲ့ကတွေးလိရှိသည် ထို့ကြောင့်လည်းသူ့ထက်အရင် စားเสียကုံသွားသောစူးမာကို သူ့ဝေစုထဲမှတဝက်ခွဲပြရလိရှိလေသည်တကယ်တကယ်တော့လဲကိုတူးပြောသည်မှာဟုတ်ပေသည်မိမိအနေနဲ့သားသမီးလေးယောက်ကိုအသက်ချင်းချာက မွေးထားခဲ့သည်ကတော့သိပ်မကောင်းပေမမကြီးနဲ့စူးမာသည်ညီအမချင်းဖြစ်တော်လဲသိပ်ပြီးတွေ့ရမရချင်းမမကြီးစိတ်ဝင်စားသော ရွှေဘူတနကားနှင့်မြင့်စုနံပါတ်၅ Revlon နှကန်းဆိုးစီစသည့်များကိုစူးမစိတ်ဝင်စားသည့်ချီစူးမနှစ်သက်သောတရေခွင်းဂေါ်လီလုံးရောင်စုံလေးများနှင့်ပိုးခွက်ပကံတေးသေးလေးများကိုလည်းမမကြီးလုံးဝလှည့်မကြည့်တော့ချီကိုတူးနှင့်တာတီလေးကြပြန်တော့လဲအသက်ထက်ဝက်များกว่าသည်သူတို့နှုတ်ဦးသည် မမကြီးနှင့်စူးမလောက်စိတ်ဝင်စားမှုချင်းမချာနာကြချီတွေး၍ဖြစ်သေးသည်ဟုဆိုရမည်ကိုတူးနှစ်သက်သော တရေခွင်းလောက်လေးကသနတ်ဖန်ကောလီစသည်များကိုတာတီးလေးသည်လဲနှစ်သက်တည်တာဖြစ်၏ထို့ကြောင့်ဂုံယူဆော့လေးသည်ထုံနောက်ဖြောက်ပြက်သည်ကိုတူတစ်ပင်တက်လင်တာတီးလေးလဲတက်ခြင်းသည်ကိုတူငားများလင်လဲတာတီးလေးလဲလိုက်ခြင်းသည်သူ့ရွယ်ငယ်ငယ်မို့ကိုတူလုံးသည်ရှုံနေသည်တာတီးလေးကိုတူနောက်တကောက်ကောက်လိုက်ပြီးပွန့်ပဲ့ပြန်လာပါကလည်းမိမိသည်ဓာတ်တွေးကိုပြပြတလဲပွေ့ပိုက်ကကိုတူကိုစူတက်သည် ကိုတူမကြာခဏအစုခံရသဖြင့်ညီကိုချင်းပင်ဖြစ်တော်လဲဘုဒ္ဓတီလေးနေကိုတူတိတ်ပြီးမတွဲနိုင်ခြင်းစူးမာနေကိုတူကြတော့တွဲဖက်ညီသည်ကိုတူတရေဝင်းပြစ်လင်းစူးမာလဲပြစ်သည်ကိုတူတပင်တက်လင်းစူးမာလဲတက်သည်တခါတရံစူးမာကမင်းကလေးဆန်ဆန်ရောင်းနှံဝယ်တန်းကစားချင်နေလဲကိုတူကဇီးဝယ်လုတ်သူလုတ်ပြီးမင်းနဲ့ချက်တန်းပြုတ်တန်းကစားချင်မှာကလည်း ချမ်းဆက်ကမကြီးဖင်ကြီးအောက်တွင်နှူးတဘောသူမီးမှွေပြီးဒံဦးသေးသေးကလေးများနှင့်ချက်ကြသည်ထို့ကြောင့်မင်းကလေးနှင့်ယောက်ျားလေးပင်ဖြစ်တော်လဲဇူးမတို့မောင်နှမနှူးတွဲတွဲနှင့်ခွဲမရချေဒီလိုဆိုပြန်တော့လဲဇူးမတို့နှူးကိုအတူတူကစား၍ရအောင်စက်တိုင်မွေးပေးထားသောမိမိကိုပင်ကျေးဇူးတင်ရမည်ထင်သည်တော်သေးတာပေါ့ကိုတူရဲ့စူမာရိုနီယာကိုမေမေကစက်တိုင်မွေးထားလို့တူတူကစားလို့ရတာပေါ့စူမာကိုသာသာ တီးလေးနဲ့ကပ်ပြီးမွေးထားရင်ကိုတူဘသူနဲ့ကစားမလဲကိုတူကသာမမကြီးနဲ့ကပ်မွေးထားပြန်ရင်လဲစုမဘသူနဲ့ကစားမလဲစုမကလူကြီးလေးတပွဲကြောင်ကြောင်ပြပြပြောလိုက်သည်ကိုတူသည်ဘာမှပြန်မပြောပဲငြိမ်နေလေသည်ဒေဗီအီးသည်ညမွေးပန်းရနံ့ကိုတဲဆောင်ကအပြေးလေးဖြတ်တန်းသွားသည်လာတာသောညများတွင်စာကြည့်စပွဲကိုတပိတ်မောက်ကလာရောက်တဲ့ဆင်းလာလေးရှိသည်ကစူးမရုံအူလုံးအချင်းပင်ဖြစ်သည် ထို့ကြောင့်လည်းမကြာခဏစုခံကြရသည်သို့တော်လည်းလာရောက်လဲလဲသည်မျက်ခင်းပေါ်သို့ပြဝေကြလာသောအခါများတွင် သူတို့နှစ်ဦးလုံးတိတ်တဆိတ်ဆန်းလာမိကြသည်သာဖြစ်၏မမကြီးစကြက်နေတယ်လူနှစ်ယောက်ပြောင်းနေတာသတိမထားမိသေးဘူးကိုတူးကကတိုးတိုးပြောသည်အပေါ်ထက်ရှိစူးမာတို့အခန်းတွင်မီးလဲနေသည်မင်းရောင်တွင်လှုပ်ရှားနေသောမမကြီးအရေးကိုလည်းတွေ့ရသည်မင်းရောင်ရဲ့အနီးဝေးကိုလိုက်ပြီးသွယ်နှဲ့သောမမကြီးကိုဟန်သည် ြီးလာလိုက်ငဲသွားလိုက်ရှည်လာလိုက်နဲ့မြုံမြုံပြောင်းလဲနေသည်မမကြီးသည်ထိုင်ရသည်ကိုညောင်းသဖြင့်လမ်းလျှောက်ရင်းစာချက်နေပြန်ပြီထင်ရ၏မမကြီးစာချက်သလောက်စူးမနဲ့ကိုတူးတို့သည်ကစာချက်ပြင်ကြသည်ဟုမမေးမကြားခဏပြောသည်တကယ်တကယ်သာဆိုရင်၆တန်းချောင်းသူစူးမနဲ့ခုနှစ်တန်းချောင်းသာကိုတူးတို့သည်စီချောင်းသူမမကြီးလောက်စာကျက်ဖို့မလိုသည်ကိုမမေတို့မင်းနေသည်ထင်သည်ကိုတူးသည်စိမ့်မြသော မျက်ခင်းပြင်ပေါ်သို့ ပလက်လန်လှဲ့ကြလိုက်ပြီးမစင်းရင်ခွဲကလေးများ၏ဩတန်သည်လဲနားဝတွင်လာပြီးကတ်အော်နေသလိုတစီစီညံနေသည်ပစင်းလေးများနှင့်အတူပြိုင်အော်နေသူကဓာတိလေးဖြစ်သည်အိယာဝင်းကနီးနှုတ်မတော့ကျင်သောဓာတိလေးသည်ဒေါ်ကြီးတက်ကိုဆန္နာပြနေပြန်ချီပြီးတင်သည်ဓာတိလေးကလည်းကွာနွားနှုတ်တော့ရင်ဘယ်တော့မှအေးအေးမတော့ဘူးအမင်းဆိုတာပဲစူးမတော့လို့မစူတဲ့သူကြတော့လဲမိမိကနွားနှုတ်မတိုက်ဘူးနွားနှုတ်ကဈေးကြီးတယ်ဟာ ဣလိသူဝအငယ်ကိုစူးမသည်ဒေသံပြော့လေးနှင့်ပြောလိုက်လေသည်ဒါတီလေးကို နေရတကညာရမည်ကျနာရမည်ဟုသော အသည့်ကစူးမရင်ထဲတွင်ဆွဲနေသည်ချုံမြရွှင်ပြုံးသောဒါတီလေး၏မျက်နှာကိုမြင်လေစူးမရော ကိုတူးပါစိတ်နှလုံးပျော့ပြောင်းသွားမည်ဖြစ်သည်ဒါတီလေးလက်ညှိုးထိုးသည်မှသူတို့ပိုင်ပစ္စည်းလေးများကိုရရရရပေးခံမည်ဖြစ်ကြလေသည် ငါဒီနေ့ညဒီမျက်ခင်းပင်ပေါ်မှာပဲအစ်ချင်လိုက်တာဟာဇိမ်ပဲကြည်စန်းစုမှာကောင်းကင်ကြီးကအကျဲကြီးကျဲတွေကလည်းပြန့်လို့လာရောင်ကလည်းအေးတယ်ဟောဘာပန်းနဲ့လေးလည်းမသိဘူးပန်းနဲ့ရောမမွေးဘူးလားညမွေးပန်းနဲ့မှာကိုတူရဒါပေမဲ့ဒီမှာအိရင်မေမေစုမှာပေါ့မေမေစုမှာကနောက်မမိမှာကအရင်ညကြရင်မိုးရွာလိမ့်မယ်ငါသိတယ်ဟာဒီလောက်လာတာလားလောင်းမလားစုမှာ လေထဲမှာရင်ငွေ့ပါတယ်။အေးအေးဆိမ့်ဆိမ့်လေးအဲ့ဒီလိုမျိုးအေးပုံမျိုးကမိုးရွာကနေအေးတာမရွာရင်အိုးမရွာရင်ငါးစီကနင်းကြိုက်တဲ့ကတ်တွန်းစာအုပ်ယူလေတကယ်နော်။အေးရွာရင်ကောရွာရင်လားအင်းစီကကားချက်ဆက်ကစားတာလေးပေးရမယ်။ရင်ပေးချင်ပါဦး။အဲ့ဒီလိုဆိုမလောင်းနဲ့လေ။စူးမာသည်ကောင်းခင်ကိုမော့ကြည့်ရင်ပြုံးနေမိသည်။ကိုတူးစီမှာကတ်တွန်းစာအုပ်များကိုလိုချင်တော့လဲ ကားချက်ဆက်ပြီးရုံလုံးပေါ်ကကစားတော့သူ့ပစ္စည်းကိုမှနှမျောနေသည်။မိုးမရွာရင်လောင်းနဲ့လေမိုးရွာရင်မလောင်းဘူး။တဲတိတဲတက်ဖေးစုမှာကိုတူးသည်သူ့လက်ထဲမှာကြောက်စရဲခဲလေးနဲ့စူးမကိုလမ်းပေါက်လိုက်သည်။စူးမသည်ခေါင်းငုံ၍ရှောင်းလိုက်ရင်အဟက်ပပတ်ရင်နေမိသည်။ရှူးတူတူပြပေထွက်လာတယ်။ကိုတူးကလှမ်းပြောသည်။နာတာဆောင်တို့ထွက်လာတော့ပြပေတံတန်းကိုတွေ့ရလေသည်။ လက်ရန်တွင်လက်ထောက်ပြီးခြံထဲသို့မျောကြည့်သည်စူးမာနှင့်ကိုတူးသည်စကားပြောညက်ပြီးညင်နေလိုက်ကြသည်စာကြည့်စပွဲမှလက်ပြေးသွားသောသူတို့နှုတ်ဦးကိုဖေဖေလိုက်ရှာနေရော့သလားဟုသောတွေးလေးနှင့်ယင်ကုန်နေသည်ဖေဖေအခေါ်တန်းကိုနားဆင်နေမိကြသည်ဖေဖေသည်အိမ်တွင်အေးအေးဆေးဆေးနေရခဲလာသည်နိုင်ငံသားပြန်ဆရာဝန်ကြီးတဦးဖြစ်၍ဈေးုံနှင့်ဈေးတိုက်တို့တွင်သာ အချိန်ကုန်ပြီးအလုတ်ထဲတွင်နှိမ့်ညုံနေလေရှိသည် ယနေ့အလုပ်ပါသဖြင့်စောစောပြန်လာတော့ကြောင်းသာစိတ်အေးလက်အေးလာသာဆောင်တို့ထွက်လာနိုင်ခြင်းဖြစ်သည်တို့ရိစာမကြက်တာစူမလို့လားမသိဘူးဟိုကွာခုမှចောင်းစားဖို့နာလေးကိုဘာစာမှကြက်စရာမရှိသေးပါဘူးစူမကဖြည့်တင့်တယ်လို့ပြောလေသည်ဖေဖေနောက်ွယ်တွင်မိမိကို တွေ့ရသည်ဒါတီလေးဒီလဲမိမိထမိန်စာကိုဆွဲပြီးလိုက်လာလေသည်သူတို့သုံးဦးစီမှရင်းတန်းလွယ်လွယ်လေးသည် လွင့်ပြက်လာသည် ဖဖေးသည်တာတီလေးကိုဆွေကနေပွေ့ချီပြီးလာပြေဝန်ကိုလက်ညှိုးညွှန်ပြနေလေသည်ရွှေလာတွင်ရုံဝတ်ပြီးစံဖွသည့်အဖိုးအိုအကြောင်းကိုတီကုံးပြောပြနေသည်ထင်ရ၏စူးမာသည်တပြင်းလင်းဟင်းငနဲ့ချလိုက်ရင်ထိုင်ရမှထလိုက်သည်ဖဖေးသည်သူတို့နှုတ်ဦးကိုတတိထားမိပုံပဲမပေါ်ချေဖဖေးခေါ်တန်းကိုကြားရမည်မထင်တော့ကိုတူးရဲ့လာကွာအိမ်ထဲဝင်ကြပါစို့ပုံသွားနားထောင်ရအောင်ကိုတူးသည် အိမ်နေရာမှာပြုံးကနေထားလိုက်သည်ဒေတိုက်ထဲတွင်အတော်ကြာအောင်နေခဲ့ကြသဖြင့်အကျော်အချင်များတောင့်တင်းနေသည်ကိုတူးသည်ကျင်းနေသောခြေသလုံးကိုပုတ်တက်နေစဉ်စူးမာသည်နေရာမှအပြေးထွက်ခဲ့သည်ကိုတူးကိုစောင့်နေလင်းဖိဖိပုံရင်ကို မီတော့မည်မတင်အဖို့ထမှဆင်းလာသောဒေါ်ကြီးတက်ကိုပင်ဝရုံသုံးကဝင်ပြီးတိုက်မိသေးသည်ရည်တွန်တောက်တီးကြံခဲ့သောအတန်ကိုပင်ဂယုမပြုအားထစ်ကြော်နေပြီးခုန်တက်ခဲ့လေသည်အဲ့ဒါနဲ့ ။ဒကြာမင်းကြီးကလည်းယုံကလေးရဲ့သီလနဲ့စေတနာတရားတရားကိုနောင်လာနောက်သားတွေသိအောင်ဆိုပြီးလက်ထဲမှာရှိတဲ့တောတွေ တောင်တွေကိုအဝေးကနေကြည့်ရင်ယုံယုတ်တဲ့တန်လေးပေါနေအောင်ပန်းကြီးခဲ့တယ်တဲ့။ကဲပြီးရော။ဟင်းစူးမမောသွားလေသည်။စူးမအမိပြေးလာခဲ့တော့လဲပြပြပုံမြင်သည်အဆုံးသတ်သွားပေပြီ။မိမိချင်းရင်တမန်တလင်းပေါ်တွင်ခြေပြက်လက်ပြက်ထိုင်ကြပြီးအသက်ပြင်းပြင်းရှူနေမိလေသည် ြည်စံအလက်နှကောင်စာမကျက်ပဲဘဲပြောင်းနေကြလဲ။အော်စူးမရဲ့။တမန်တလင်းပေါ်ဒီလိုပဲထိုင်ကြရသလား။မိမိကစီးပြောသည်။စူးမသည်မိမိခြေတလုံးကိုမိထိုင်ရင်းမိမိပေါင်ပေါ်တွင်မျက်နှာအပ်ထားလိုက်သည်။ကိုတူးသည်စူးမ၏ဘေးတွင်ပင်ကတ်ထိုင်ချလိုက်ပြီးသူ့လက်ထဲမှညာမွှေးပန်းခက်ကလေးကိုမိမိအားလှမ်းပေးလိုက်သည်။မိမိသည်ညာမွှေးပန်းခက်ကလေးကိုအမှတ်တမဲ့လမ်းယူပြီးရှိုင်းနှံလိုက်သည်။ စင်းရင်ရင်ပန်းခတ်ကလေးမှယနံ့သည်ကြိုင်းနေလေသည်ဖီဖီပုံပြောပြဟောဗျာခုပဲပြောပြီးတယ်တတ်ပြောပြဘယ်ဖြစ်မလဲပြန်ပြောပြပေါ်စမ်းမှာကွဲကလေးလည်းမဟုတ်ပဲနဲ့ဖီဖီသည်တာတီးလေးကို အောက်ဖက်သို့ချလိုက်သည်မမေပေါင်ပေါ်သို့တာတီးရောက်လာသောအခါဇူးမာသည်နောက်ဖက်သို့ဆုတ်လိုက်ရသည် မဆုတ်၍လည်းမဖြစ်တော်ကြနေမမေကဇူးမာရဲ့လွတ်လွတ်နေစမ်းမှာ အပ်ရတဲ့တဲ့ဟုပြောပြီးပြေးခိုင်းတော်မူကိုသူ့မှာကြိုး၍တိထားသည်။လာတဲ့ကယုံယုတ်ကလေးအကြောင်းပြောပြတယ်ပီပီကပြောပြတယ်တီလာမမဆူဒါတီလေးကပြောသည်ပချိုင်လေးပေါ်အောင်ပြုံးရင်းမမေလေဘင်းကိုတိုင်းပတ်ထားသောဒါတီလေးကိုသူ့မှာဒီငင်းငင်းလေးကြည့်နေမိပြန်သည်။ဒီလိုဆိုမမေပြောပြပါရဲ့ပုံပြောပြအိုမအားပါဘူးမဆူရဲ့တသားကိုလည်းတိတ်ရအောင်မယ်ဗဒီလည်းစိတ်ရအောင်မယ် အင်းပြောပြတော့ဆန်းစုမှာသွားခြေစိလက်စိမျက်နာတဲ့အိယာဝင်းကနေသွားတိုက်ဖို့လဲမမေ့နဲ့မမေ့မအားတာကိုဘာလို့ရှုပ်ချင်နေရတာလဲဖေဖေကကတင်တင်လေးဝင်ပြောသည်စုမှာမျက်နှာဝိုင်းဝိုင်းကလေးများတွေမျက်ရည်စိမ့်ကနေဝဲလာသည်မုံတီတီမျက်နာလေးကိုအောက်ဖက်ငုံထားပြီးမျက်တောင်တပြက်ပြက်ခန့်နေမိစဉ်တွင် ကိုတူးစိမ့်မှပြန်တက်ရှိုက်တန်လေးကိုမသိမကွဲကြားရသည်တချိန်လုံးငြိမ်နေသောကိုတူးသည် ဆူမာ၏ပခုံးကိုခက်တင်တင်လေးဖတ်ပြီးညင်သာစွာပြောလေသည်ဆူမာရဲ့လာဟာခြေတော့စည်းကြပါစို့မနှက်ဖြန်ကြရင်ငါပုံအစ်တကူပြောပြပါမယ်ဟေးဒီနေ့ဆရာအစာတွေပြန်မင်းမယ်တဲ့ယူချက်ခဲ့ရဲ့လားချက်ခဲ့ပါတယ်ဆူမာသည်စာအုပ်ကလေးကိုတစ်ဖြက်ဖြက်လမ်းရင်းပြန်ပြောလိုက်သည်တန်းပိုင်ဆရာဝင်းမလာသေးသောကြောင့်အတန်းထဲတွင်စကားသံများကျွစီကျွစီဖြစ်နေသည် ရှေ့တန်းမှာမိန်းကလေးများကတီးတိုးပြောနေသလိုနောက်ဖက်တန်းယောက်ျားကလေးများစီမှာစကားသံများကိုလည်းခက်ကြယ်ကြဲကြားနေရသည်မုံစားចောင်းဆင်းပြီးចောင်းပြန်တက်ဆဖြစ်၍အတန်းသည်မငြိမ်သက်သေးချေအတန်းမော်နီတာထွေးမြင့်ကလည်းစကားများနေသူများကို နမဲမမတ်အားသေးသောကြောင့်ထင်သည်စူးမာတို့ចောင်းသည်ယောက်ျားလေးရောမိန်းကလေးရောပေါင်းထားသောရခင်သာသနာပြုចောင်းဖြစ်သည်စူးမာအသက်က12နှစ်စူးမာအတန်းက6တန်းဖြစ်၍အတန်းနှင့်အသက်သည် အလောတော်ပင်ဖြစ်သည်ဟုမိမိကပြောသည်။သူ့ရာတွင်စူးမာတို့အတန်းထဲတွင်စူးမာထက်အသက်ကြီးသောမိန်းကလေးများလည်းရှိသည်။စူးမာနေရွယ်တူလည်းအများပြားရှိသည်။သူတို့အားလုံးသည်မိတ်ကပ်ရင်းမွှေးနှင့်အခန်းဆိုးစည်းတို့ကိုအသင့်အတင့်စိတ်ဝင်စားကြလေသည်။ခင်တန်းတို့ဤကိုလုံးအလှနှင့်ပတ်သက်၍လည်းစကားဝိုင်းဖွယ်တတ်ကြသည်။စူးမာသည်သူတို့စကားဝိုင်းတွင်မဝင်နိုင်ပေ။ဝင်း၍နားထောင်ပြန်မှကလည်းအပြန်အလှန်မပြောနိုင်ချင်။တထရွန်စီ ဖော့စည်းကိုလည်းမသိလိုင်းကြီးလိုင်းလက်တို့ကိုလည်းရောင်ဝါးဝါးပင်မငင်းနေရတတ်သည်စူးမနှင့်တခုံကျော်တွင်ထိုင်ရသောတီတာအင်းနှင့်ကစူးမစကားပြော၏ဖြစ်သည်သူတို့နှူးပြောလေမက်ကဇင်းဝတ္ထုအကြောင်းပုံမြင်အကြောင်းတီတာတို့အိမ်အကြောင်းစူးမတို့အိမ်အကြောင်းပင်မနှူးစလုံးစိတ်ဝင်စားကြသည်အရွယ်နှင့်မလိုက်အောင်စာဖတ်သောတီတာအေးသည်ငင်းငယ်ရွယ်ရွယ်နှင့်မျက်မှန်ထူလေးတက်ကစာချဘိုးရုပ်ပေါက်နေတတ်သည်မျက်လုံးဝိုင်းဝိုင်းမျက်တောင်ကော့ကော့လင် ိန်ကလေးသောစူးမာဒီကကလေးရုပ်တွင်မပြောက်သေးချေထို့ကြောင့်စူးမာနှင့်ရဲတူမင်းကလေးများကပင်စူးမာကိုတစ်စက်နှိမ်ပြီးတွေးလျက်ရှိသည်စူးမာလူလားမမြောက်သေးစူးမာနှင့်ခုံချင်းရှင်ရက်ထိုင်ရသောကေသွေမြင့်ငါဆိုလျင်စူးမာကိုတကယ်ကလေးလိုပင်သဘောထားဟန်ရှိသည်ပွင့်စာပန်းကလေးတစ်ပွဲလန်းဆန်းဖွင့်ထွားသောကေသွေမြင့်နှင့်ရှင်လျင်စူးမာသည်ကလေးတစ်ပွဲတိတ်တိတ်ညံ့ညက်ကလေးဖြစ်နေလေသည်ဟေ့ယူ ဗော်ရင်းကြီးမဝသေးဘူးလားဟင်အင်းစူးမသည်ခေါင်းကိုခါရမ်းလိုက်ရင်ကေသွင်းမြင့်ကိုငင်းငယ်လေးကြီးနေမိသည်မိမိချုပ်ပေးသော ရှင်မီးအင်းကြီးလေးများကိုသာစူးမဝတ်နေကြဖြစ်သည်ယင်ဘက်နေရာတွင် ဖောင်းမှုပြီးဇာနာလလတက်ထားသောဗော်ဒီအင်းကြီးကိုစူးမသည်ကေသွင်းမြင့်တို့ကဲ့သို့တနည်းနည်းဝတ်လာရမည်ထင်သည်တကယ်ပင်မဝတ်ရသည်စဉ်းစားကြည့်ုံနှင့်စူးမအသက်ရှူကြလာသည်ကေသွင်းမြင့်သည်နကိုကြားလေးတန်းနှင့်ခတ်တူတူဆက်မိလေသည် ဒီလိုဆိုယူအပြုံးမဖြစ်သေးဘူးပေါ့တပြူအေးလေအပြုံးမဖြစ်သေးဘူးလားစူးမနားလျှောက်သွားသည်ဧသည်မြင့်ဤသပင်းနှစ်ဖက်ကိုခွဲချီထားသော ဖဲချုံနီနီလေးကိုငင်းချည်ရင်သဘောပေါက်အောင်ကြိုးစားနေမိသည်ဧသည်မြင့်သည်တူတူလေးရီလိုက်လေသည် ယူကလည်းနားဝေးလိုက်တာလုံးရောဒီအရွယ်ဆိုရင်ဓမ္မတာဖြစ်သင့်ပြီမဟုတ်လားဓမ္မတာအင်းလေယူဓမ္မတာဖြစ်သေးဘူးလားအဲ့ဒါဖြစ်ရင်ဝါလာမှာ ဓမ္မတာဆိုတာပါလေစူးမအတန်တော်တော်ကျဲသွားသည်ဤသွေးမြင့်ကစူးမဤလက်ကိုကုတ်ပြီးတတိပေးချိန်တွင်ပင်နောက်ဖက်မှခတ်အုပ်အုပ်ရည်တံများကိုကြားရသည်အောင်တဝင်းတို့လူတိုက်ဖြစ်သည် ကိုတူးတို့အရွယ်ပင်ဖြစ်တော်လဲကိုတူးနှင့်မတူကြပါချေသူတို့ဤစပင်များသည် နရွက်တိသာအုပ်သောစူးမဤတိုးကက်ကက်စပင်လေးတစ်ပိုပြီးရှိလျားသည်ဆရာဤအလစ်တွင်စိကရက်လက်ချားညက်ခြင်းသည်မင်းကလေးများကိုမျက်လုံးမေးပြီး မျက်တောင်ဆင်းပြီးကြိတ်တက်ကြသည်ဇူးမာတို့နားမလည်တော့ဗန်းစကားများကိုလည်းရေးလဲတုံးတက်ကြလေသည်ဓမ္မတာဆိုတာပါလေသူတို့ရည်တန်းကြောင့်စိတ်ထဲတွင်မတုံးမတန့်ဖြစ်သွားသောဇူးမာကတူတူလေးထက်မေးသည်ထိုအခါကျမှရည်တန်းများပို၍ကျေလာလေသည်ရည်သွင်းမြင့်သည်ဇူးမာကိုရေးလဲရည်ချင်းစိတ်လဲညစ်တော့အတွင်နှင့်ကြည့်နေသည် သူ့ကိုအဲ့ဒီကြောင့်မမင်းနဲ့ဂေါလီတလုံးဘလောက်လဲမင်းတရေခွင်းတမတ်ဖို့ဘလောက်ရသလဲမင်းအတန်းတဲတို့ဆရာရောက်မလာသေးသောကြောင့်စူးစူးညံ့ညံ့လှူရှားနေသည်စူညံ့နေသောစကားသံများကြားထဲမှာအောင်တော်ဝင်းဤအတန်းကခက်ကြဲကြဲထွက်လာသည်စူးမမျက်နာကိုရင်နှင်းနှင်ပတ်လိုက်သလိုပူကနေဖြစ်သွားလေသည်ရေရကန်ငိုရခန့်နှင့်ပြုံးမဲ့မဲ့ဖြစ်နေသောကေသွဲမြင့်ကိုစစ်စစ်ကြည့်ရင်ဆိုလိုရင်းကိုရင်းရင်းမြသဘောပေါက်သွားလေသည် ယောက်ျားမဟုတ်မိန်းမလည်းမဟုတ်နဲ့အလကားချက်မပြည့်တဲ့ငဖောင်ရိုးကလေးစူးမာဤလွယ်အိတ်ထဲမှဖန်ကော်လီပြပြလေးထောက်ကနေကြပြီးကျန်းပြင်ပေါ်တွင်လှိမ့်သွားချိန်၌ထောမနာပြူတန်သည်ထက်၍ထွက်ပေါ်လာပြန်သည် စူးမာမျက်မှောင်လေးကုပ်ပြီးနှကန်းကိုကြိုက်ထားလိုက်မိသည် အမလေးဟဲ့ဓမ္မတာဆိုတာပါလေတဲ့စူးမာမျက်လုံးများပြဝေသွားသည်ထို့နောက်နေရာမှဝုန်းကနေထားလိုက်မိလေသည် ။ဇူးမာဘာကုံများလည်းတတိမရတော့ချင်။အောင်မလေးဗျာ။ဇူးမာပြန်လဲတတိပြုတ်မိချိန်တွင်အောင်တိုးဝင်းသည်သူ့နဖိုးကိုသူအုပ်ရင်းညင်းနေလေသည်။ခုံမော်တွင်ဒီဂရီတိုင်းသောကော်ပြားလေးနှင့်ပေဒန်တူခဲပြက်ကလေးများလွင့်ကြနေသည်။တန်းပေါ်တွင်ဆန့်ဆန့်ကလေးလဲလျောင်းနေသည်ကကွန်မာဘူးစိန်ကလေးဖြစ်သည်။သူ့ရှိရှိကွန်မာဘူးနှင့်အောင်တိုးဝင်း၏နဖူးပြောင်ပြောင်ကိုတအားလွဲကပြစ်ပေါက်လိုက်မိပြီဖြစ်ကြောင်းတတိပြုမိပြီး ေးမြဆူလာသည်တဒန်းလုံးငိမ့်တိတ်သွားသည်နှကန်းကိုတင်းတင်းစိတ်ကချစ်ကံကံမျက်နှာပေးနှင့်ရက်နေသောစူးမာကို၎င်းနဖူးပြင်တွင်ချက်ချက်နှစ်ရဲကဖူးဖူးရောင်လာသော အောင်တဝင်းကို၎င်းမှင်တက်မိသလိုငြေးကြည့်နေကြလေသည်ဘလို့ဖြစ်တာလဲဆရာကမိသောအခါစူးမာဘာဖြစ်ရမည်မသိချေအောင်တဝင်းကလည်းမျက်လွာကြပြီးငြိမ်နေသည်ကီသွေးမြင့်ကလည်းဘာမျှမသိသလိုမင်းတေလာသည် ို့ရာတွင်တယောက်တစ်ပေါက်နှင့်ဇူးမအတလွတ်ထပြီးလက်စွမ်းပြကြောင်ပေါ်လာသည်။အောင်တဝင်းပြောသော စကားများကိုကညီသူများအသေးချမသိ။သိအောင်လဲဇူးမမပြောချင်။ကေသွဲမြင့်ကိုလည်းစိတ်တူသည်။အောင်တဝင်းကိုလည်းစိတ်ဆိုးသည်။အောင်တဝင်းရောဇူးမပါအစုခံရလေသည်။ဇူးမကကိုတိလက်ရောက်လက်စွမ်းပြသူဖြစ်၍ပိုပြီးအစုခံရသည်။ထို့နောက်အရိုက်ခံရသည်။ဇူးမသည်စပြင်းပြင်းဖြစ်နေသောလက်ဖွားကို တင်းတင်းလေးဆုပ်ပြီးကိုနေရာကိုအေးဆေးစွာပြန်လာလေသည်မျက်နှာငယ်လေးနှင့်စိတ်မကောင်းသလိုကြည်နေသောတီတာအီးနှင့်ပဲမျက်လုံးချင်းမစုံမိအောင်လွှဲထားသည်အင်ဒရီမပြတ်အောင်တင်းထားသည်မျက်ရည်မရွဝဲအောင်ကြိုးစားပြီးထိန်းနေမိသည်ကြောင်စိန်ခေါင်လောင်ထိုးတန်ကြားရသည့်အထိဇူးမာသည် အသက်ပင်မရှူဘဲအောင်ထားမိသလိုရင်ထဲတွင်နာနေသည်ဇူးမာကြောင်စင်းလင်စင်ချင်းကိုတူးရောက်လာသည် စိုးရင်တကြီးဖြစ်နေသောမျက်နှာထားနှင့်အတန်းထဲသို့ခတ်သွက်သွက်ဝင်လာလေသည်မျက်နှာလေးမှုံနေသောဆူးမသည်ကိုတို့၏အတန်ကြားရသောအခါမှငိုချင်သလိုအားငယ်လာလေသည်ဆူးမလေးနင်အယိုက်ခံရတယ်ဆိုအင်းဘာဖြစ်လို့လဲပြန်ဖြစ်လို့ဟင်နင့်ကိုဘသူကဘာလုပ်လို့လဲမလုပ်ပါဘူးဆူးမကသာလုပ်တာနင်ကဘာလုပ်လို့လဲပုံမှန်မှုနဲ့ပေါက်တာနင်ကလည်းဟာသူ့ကိုစိတ်မကောင်းသလိုကြည်နေသောကိုတူအား ။စူးမာသည်ငိုမဲ့မဲ့လေးပြန်ကြည့်နေမိလေသည်။စူးမာကြောင်ခန့်တဲ့တွင်ရံဖြစ်ကြောင်မေးမေးသိလင်ဖေဖေသိလင်မမကြီးသိလင်စူးမာသည်ဝဲလှဲ့သွင်းရင်စိတ်ရှုပ်ထွေးနေသည်။နတ်တကွန်စူခံရယုံကလွဲ၍စူးမာဘက်တွင်မိသူများရှိမည်မဟုတ်ချေ။နင်ကလည်းတော်တော်စွာတော်တော်ဆိုးဂယုဏတော်တော်ပြေပြောသောကိုတို့ဤနှခမ်းပြားရှိမဲ့ကလေးကိုငေးကြည့်ရင်အင်းဒီချင်းအစ်စ်များပြောသောအငယ်လေးဆိုသူကိုမစီမဆိုင် အမတ်ရလာမိလေသည်